ဘီရှင်နုကတစ်တော်တွေကနေဖြတ်သွားနေပါဗျ။အဲ့ဒီချိန်သူ့ရှေ့မှာမော်အိုးတလုံးကဘွားကနေပေါ်လာပါဗျ။အမလီဘုရားဘုရားဒီလောက်ညကြီးမိုးချုပ်ဘာရီကများအဲ့ဒီလောက်တလက်လက်တောက်ပနေရလေငါသွားကြည့်ဦးမှာပါလေ။ဘီရှင်နုလည်းအယောင်တလက်လက်တောက်နေတဲ့အဲ့ဒီအိုနာကိုသွားလိုက်တယ်။ဟမ်ဒီအိုကဘလို့အိုးလဲဟာအပေါ်မှာတော့အခက်ထားသေးတယ်။အိုးပေါ်မှာဘလို့လှုပ်ပြီးတော့များတော့ခတ်ပါလေ။ မဟုတ်မှလည်းရောဒီထဲမှာယရနာတစ်ခုခုများရှိနေရလား तू လည်းဒီလိုပြောပြီးရောအိုးကန်လိုက်တာနဲ့တစ်ချိန်တည်းမှာပဲဒူးဆန်းနဲ့အတန်တခုထွက်လာပါတယ်။နောက်ဆုံးတော့နင်းလဲငါ့ရဲ့ပိုက်ကွန်တဲ့ရောက်လာပြီးကိုငါကလည်းဒါကိုပဲလိုချင်နေခဲ့တာ။ဖဖရားကြီးဘသူစကားပြောနေရလဲဘသူလဲငါ့ရှေ့ကိုထွက်လာစမ်းအခုပြောနေတာဘသူလဲရှေ့ကိုထွက်လာလို့ပြောနေရလေ။ ဒီအိုးရဲ့ဝိညာဉ်ဖြစ်တဲ့ငါကပြောနေတာအခုနင်းရဲ့သွေးကိုငါ့ကိုပေးရလိမ့်မယ်။ဘာ?အိုးရဲ့ဝိညာဉ်ဟုတ်လား။ဘာရီလာပြီးတော့ပြောနေရလဲ။ပြီးတော့ငါသွေးကိုဘာကြောင့်နင်းစီကိုပေးရမှာလဲ။ငါကနင်းကိုတစ်ခုပေးမယ်။အဲ့ဒီတော့နင်းကငါ့ကိုတစ်ခုပြန်ပြီးတော့ပေးရမယ်။ဒါကငါတို့နှစ်ယောက်ရဲ့အပေးယူပေါ့။အာ၊ तू ပြောရလဲမှန်လောက်တာပဲ။သူ့ရဲ့အကူအညီနဲ့ငါဆင်းရဲဒုက္ခတွေလွတ်မြောက်သွားနိုင်လောက်တယ်။အန်ရရှိလဲစွန့်လာကြည့်ရပေါ့။ဟုတ်တယ်။ ငါအဲ့လိုပြောလိုက်မယ်ငါအောင်မြင်သွားရင်ယရနာရီရရင်ရမှာအေးဟုတ်ပြီလေငါဘာလုပ်ပေးရမလဲငါလုပ်ဖို့အစဉ်သင့်မယ်ပြီးတော့အပေးယူနေနဲ့နေရငါ့ကိုစင်းရဲတွင်းထဲကနေလွတ်အောင်လုပ်ပေးရမယ်ကဲပြောတော့ကောင်းပြီလေငါနင့်ကိုစင်းရဲတွင်းထဲကနေလွတ်အောင်လုပ်ပေးမယ်အခုတော့အပိုင်းစာ၃ခုကိုရှာလိုက်ပါဒါမှပဲငါနင့်လိုချင်တာကိုစူတောင်းပေးလို့ရမယ်ဒါပေမဲ့တတိယစူတောင်းပြေးပြရနဲ့ငါပြောတာကိုတော့နင့်လုပ်ပေးရမယ် တကယ်လို့နင်ငါ့ကိုလှည့်စားမယ်ဆိုရင်နင်ဘဝတော့ပြက်ပြီးသားမှတ်တော့ဟုတ်ပြီဟုတ်ပြီနင်ပြောတဲ့အတိုင်းအကုန်လုံးတွေ့အောင်ရှာမယ်အခုနင်သာငါ့ကိုပြောငါနင်ပြောတဲ့အတိုင်းလုပ်မယ်ဒါကြောင့်ဘာလုပ်ရမလဲဆိုတာပြောလိုက်တော့ကောင်းပြီလေမြောက်ရက်စူးစူးကိုသွားအဲ့ဒီမှာတော့သုံးခုလုံးကိုတွေ့လိုက်မယ်အခုငါ့ကိုနင်နဲ့အတူခေါ်သွားပြီးတော့အဲ့ဒီတော့သုံးခုလုံးကိုယူလာပြီးတော့ဒီခတ်ထားတဲ့တော့ကိုဖွင့်ပေးလိုက်ကောင်းပြီငါမနှက်ပြန်မယ်အဲ့ဒီမြောက်ရက်ကိုထွက်သွားလိုက်မယ် အဲ့ဒီနောက်ဘီရှနူလည်းအိုးကိုယူပြီးရောအင်ကိုပြန်လာခဲ့တယ်။အင်ပြန်ရောက်တော့ဇနီးဖြစ်သူတီတာကသူ့ကိုမေးပါတယ်။ရှင်ဘာဖြစ်လာလဲ။ဘာလို့စိတ်ညစ်နေရလဲ။ပြီးတော့ဒီအိုးကရောပါအိုးလဲ။အိုးပေါ်မှာတော့ရလဲခတ်ထားသေးရဲ့။ဒီလိုမိမကြီးငါအင်ပြန်လာတော့ကလမ်းမှာဒီအိုးကို တွေ့လာတာပြီးတော့ဘာဆက်ဖြစ်လဲသိလား။ငါ့ကိုဒီအိုးကအဲ့ဒီနောက်ဘီရှနူလည်းသူ့မိမကိုဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပါတယ်။မလောက်ပါနဲ့ရှင်။ ဒါရီအလုံးကမကောင်းမှုတွေပဲအဲ့ဒီနေရာကိုမတော်ပါနဲ့ရှင်သာတခုခုဖြစ်သွားရင် ကျမတို့ရင်ကျိုးရမှာပြီးတော့သမီးကိုရော ကိုကိုကိုဒိန်းနာနိုင်မှာမဟုတ်ဘူးအော်ဒီတာရဲ့ငါမှတကြွေးစရာလမ်းမမရှိတော့နေမဲကြည့်လေငါကတငါသေးလုံးနဲ့ဝမ်းကြောက်နေရတာဒါကိုစိရဲမွဲတင်မှုတွေကငါ့ကိုရိုက်ချိုးပစ်လိုက်ပြီငါတော့ဒီလိုလောက်တာမှန်နေလို့ထင်နေငါပြန်လာတဲ့ချိန်ထိနင်ကဒီအိုးကိုဂယုဆိုင်ပေးတာပါဟုတ်ပြီလားအဲ့ဒီနောက်မနက်မိုးလင်းတာနဲ့ ဘီရှင်တို့လည်းခီးထွားဖို့အသင့်ပြင်လိုက်တယ်။ကောင်းပြီအခုငါသွားတော့မယ်။တကယ်လို့ဒီဦးပြောတဲ့စကားသာအမှန်ဆိုရင်ငါတို့တွေဒီစင်းရဲတွင်းထဲကနေလွတ်မြောက်သွားလိမ့်မယ်။ဘီရှင်တို့ကခီးရှည်ကြီးကိုစပြီးရောထွက်လာတယ်။ပြီးရောဂူတကူနားကိုရောက်သွားခဲ့တယ်။အင်းရှီကိုဆက်သွားဖို့ဆိုဒီဂူထဲကနေပဲဖြတ်သွားရမယ်တင်နေ။ဘာကြောင့်လဲဆိုတော့မြောက်ရက်ကအဲ့ဒီဘက်မှာရှိနေရပဲ။အဲ့ဒီနောက်ဘီရှင်နူလည်းဂူထဲကိုစဝင်လာခဲ့ပါတယ်။ဟမ် ဒီနေရာကအမောက်မဲနေရာပဲဘလို့နေရာကြီးလဲပြီးတော့ဒီအတန်ကရောဘာတန်လေမသိရင်တယောက်ယောက်ကဂါတာမန်တန်တွေရွတ်နေတယ်လို့ပဲအဲ့ဒီချိန်မှာပဲဂူနန်ယန်ကနေဒူးဆန်းတဲ့အတန်တစ်ခုထွက်လာတယ်အမှန်တရားကိုဝန်ခံလိုက်ပါဒါမှပဲလမ်းကြီးကပွင့်သွားလိမ့်မယ်အခုဘသူပြောနေရလဲရှေ့ကိုထွက်လာစမ်းဒီရှေ့မှာတော့ဘာမှတွေ့ရမှာမဟုတ်ဘူးမင်းစိရဲ့ဝန်ထုပ်ဝန်ဘိုးတွေကို တွေ့ရလိမ့်မယ်အမှန်တရားကိုဝန်ခံပါမဟုတ်ရင်လမ်းကြီးပိတ်သွားလိမ့်မယ် ဒီလိုနဲ့ဘီရှင်တို့လည်းဇလုံးတွေထင်းနေတဲ့ကြောက်တုံးတုံးစီရှောက်သွားပါတယ်။အမှန်တရားကိုရင်ဆိုင်ပါလောဘနဲ့မဖြစ်မနေလိုရမယ့်အခြေအနေနှစ်ခုစလုံးကမင်းအထဲမှာရှိတယ်။ဒါရီကိုဝန်ခံနိုင်မှပထမဆုံးတော့အပိုင်းစကိုရှားလိမ့်မယ်။ဟုတ်ပြီငါဝန်ခံနေငါမှာစင်းရဲတွင်းထဲကလွတ်ချင်တဲ့လောဘရှိတယ်။ငါမိသားစုရက်တည်နိုင်ဖို့မဖြစ်မနေလိုရမယ့်အခြေအနေလည်းရှိတယ်။ဘာကြောင့်လဲဆိုတော့စင်းရဲလွန်းလို့ငါသမီးနဲ့မိမကိုပေးတဲ့နဲ့ တင်းတင်းတဲတဲဘွားမျိုးမပေးနိုင်ခဲ့ဘူးဒီလိုတွေးပြီးတော့ငါခီးကိုစခဲ့တာသူအဲ့ဒီလိုဝန်ခံလိုက်တာနဲ့ကြောက်တုံးကလင်းလက်သွားပြီးအဲ့ဒီကနေတောင်အပိုင်းစားတစ်ခုထွက်လာပါတော့တယ်အလိုဘုရားကြီးဒါကမဟုတ်ဦးပြောလိုက်တဲ့အတိုင်းတကယ်တောင်အပိုင်းစားပဲဒါဆိုပထမဆုံးစင်ခုံမှုကငါအောင်မြင်သွားပြီပေါ့ပြီးရှင်ဦးလည်းအဲ့ဒီတောင်အပိုင်းစားကိုလက်ထဲကင်ပြီးတော့အပြင်ကိုပြန်ထွက်လာပါတယ်ကဲတခုတော့ရပြီအခုဘလောက်ပဲခက်ခဲတန်းနှင်းတစ်ခုကိုတက်ပြီးရရှာရမယ် အဲ့ဒီနောက်သူက ခရီးဆက်ရင်ခြောက်သွေ့ပြီးတော့မြေဩဇာမကောင်းတဲ့တောတကူတဲကိုရောက်သွားပါတယ်။ဒီနေရာကတိတ်ဆိတ်လွန်းနေ။တစ်ပင်ပေါ်မှာလည်းအရွက်မရှိဘူး။မြေကြီးကလည်းစိမ့်စိမ့်ဆူဆူမရှိပါလား။အခုလိုနေရာမျိုးမှာငါပါများရှာတွေ့နိုင်မှာမလို့လေ။ဒီနောက်ဘီရှင်နူးကတိတ်ချောက်ပင်ကြီးတပင်အောင်မှာရက်လိုက်တဲ့အဲ့ဒီချိန်မှာပဲအပင်ကြီးရဲ့အမြင်ကနေဒူးဆက်တဲ့အတန်တစ်ခုထွက်လာပါလေရော။တော့ရဲ့ဒုတိယပိုင်းစာကိုရဖို့အတွက်စွန့်လွတ်အနစ်နာခံရလိမ့်မယ်။ ။ဟိုးစွန့်လွတ်အနေနာခံရမယ်ဆိုပါလား။ဒါပေမဲ့ငါမှဘာများစွန့်လွတ်စရာရှိလို့လဲ။မင်းအချက်ဆုံးအရာကိုစွန့်လွတ်လိုက်ပါ။ဟုတ်ပြီ။ငါမှဘာမှမရှိဘူး။ဒီကြံနေတဲ့ငွေစားလေးပဲရှိရဲ။ငါကဒါရီကိုငါမိမနဲ့အိမ်အတွက်တက်တက်ချန်ထားတာ။ဒါတွေကငါရဲ့တခုရီးတော့စူးစောင်းထားတဲ့ပတ်စံတွေပဲ။ဘီဂျနူးကငွေအိတ်ကိုလက်ထဲကရင်စဉ်းစားနေပါတယ်။ ဟာနေပါဦးငါဒါကိုပေးလိုက်ရင်အိမ်ကဘယ်လိုလုပ်စားဝတ်နေရပြေလည်တော့မလဲဒါပေမဲ့ဒီလိုအားလည်းရှိသေးတယ်တော့ရဲ့နောက်တစ်ပိုင်းကိုသာရမယ်ဆိုရင် ကံကြမ္မာကပြောင်းလဲသွားနိုင်တယ်ကောင်းပြီလေငါသူပြောတဲ့အတိုင်းငါတွေ့တာနေတဲ့ပစ္စည်းကိုဆွတ်လွတ်မယ်ငါဒီငွေအိတ်ကိုဒီနေရာမှာအပိတိုင်ဆွတ်လွတ်လိုက်ပြီသူဆုံးပြပြီးသားနဲ့ငွေအိတ်ကိုတစ်ပင်မြစ်တွေကြားထဲမှာထားလိုက်တယ်။ချက်ချင်းဆိုသလိုပဲမြေကြီးကတုန်ခါသွားပြီးရောငွေအိတ်နေရာမှာတော့ရဲ့လင်းလက်နေတဲ့ဒုတိယပိုင်းကပေါ်လာခဲ့ပါတယ်။ ဟာဒါကတကယ်ပဲတော့ရဲ့ဒုတိယအပိုင်းစာပဲ။ကဲဒါဆိုဒုတိယစိန်ခေါ်မှုကိုလည်းငါကအောင်မြင်သွားပြီ။ဘီရှင်နူလည်းအဲ့ဒီတော့ရဲ့အပိုင်းစာကိုကောက်ယူပြီးမျောလင်းချက်အလင်းရောင်နေတောက်ပစွာနဲ့ရှေ့ဆက်သွားခဲ့တယ်။ဟုတ်ပြီ။အခုနောက်ဆုံးစိန်ခေါ်မှုတစ်ခုပဲကျန်တော့တယ်။ဒါပြီးရင်တော့တော့အပြည့်စုံကငါရပြီ။အဲ့ဒီနောက်ဘီရှင်နူတယောက်မြေကန်းနာကိုရောက်လာပါတယ်။မြည်ကြီးကတအားပြေရှင်နေပြီးရော့ မြေကမ်းဘေးမှာမြင်ကွင်းတစ်ခုပေါ်နေပါတယ်။ဒါကတော့သူ့ရှေ့မှာသူ့ဇနီးဖြစ်သူတီတာနဲ့သူ့ရဲ့သမီးတို့နှစ်ယောက်သားရက်နေတာပါ။တီတာနင်းဒီယိုဘလို့လောက်ရောက်လာတာလဲ။ပြီးတော့ငါသမီးလေးလည်းဒါပေမဲ့ဒါကဖြစ်မှန်ဖြစ်နိုင်တာ။အဲ့ဒီချိန်မှာပဲရေလိုင်းတွေကနေဒူးဆန်းတဲ့အတန်တစ်ခုပဲ့တင်ထလာပြန်နေ။တတ္တရစိန်ခေါ်မှုကကိုမိသားစုအတွက်အနစ်နာခံခြင်းပဲ။မင်းကိုရဲ့မိသားစုကိုတကယ်ချစ်တယ်ဆိုရင်သူတို့အတွက်ဆင်းရဲဒုက္ခတွေကိုလက်ခံလိုက်ပါ။ အခုငါဘာလုပ်ရမလဲဆိုတာပြောပါငါမိသားစုအတွက်ငါကဘာမှစိုးလုပ်ပေးမယ်မင်းရဲ့အသက်အပိုင်းစတကူကူတီးမြစ်ကိုအပိုင်းပေးလိုက်ပါဒါမှတော့ရဲ့တတိယအပိုင်းစကိုရားလိမ့်မယ်အသက်အပိုင်းစဆိုတာဘာလို့ဆိုလို့ရလဲအသက်အပိုင်းစဆိုတာမင်းရဲ့ခန္ဓာကိုယ်ကိုအနစ်နာခံခြင်းပဲဒီအတွက်မင်းနာကျင်မှုကိုခံစားရလိမ့်မယ်ဒါပေမဲ့မင်းချစ်တဲ့သူတွေကတော့ပျော်ရွှင်ချမ်းမြေ့မှုကိုရားလိမ့်မယ်ဒါကမှတကယ်စိန်ခေါ်မှုအစစ်အမှန်ပဲ อืมငါကြောက်ပြီးတော့နောက်ဆုလိုက်ရင်တော့ကမပြည့်စုံပဲကြံခဲ့လိမ့်မယ်ဒါပေမဲ့ငါသားအနစ်နာခံလိုက်ရင်အ ਨੇ ဆုံးတော့ငါမိသားစုလေးပျော်ရွှင်နိုင်မှာ ဟုတ်ပြီငါဒါကိုလုပ်ရမယ်ဘီရှနုကဒါနဲ့သူ့ရဲ့လက်ကိုလှီးပြီးသွေးဆက်အချို့ကိုမြစ်ထဲကိုချလိုက်ပါတယ်ငါရဲ့အသွေးငါရဲ့အသားငါရဲ့အနစ်နာခံမှုငါရဲ့နာကျင်မှုကိုယူလိုက်ပါအဲ့ဒီစားငါချစ်ရတဲ့မိသားစုလေးတော့ပျော်ရွှင်နိုင်ပါစေ ။ရုတ်တရက်ဆိုသလိုမြေကြီးလိုင်းတွေငိမ့်သက်သွားပြီးရောရေထဲကနေလင်းလက်နေတဲ့အပိုင်းစားတစ်ခုပေါ်လာကမြေကန်းနာကိုကြလာပါတယ်။ဟုတ်ပြီ။ဒါကတော့ရဲ့တတိယအပိုင်းစားပဲ။အခုငါမှတော့တစ်ချောင်းလုံးပြည့်စုံသွားပြီ။နောက်ဆုံးတော့စိန်ခုံမှု၃ခုလုံးကိုငါကအောင်မြင်ခဲ့ပြီပဲ။အခုငါ့အိမ်ကိုပြန်ရမယ်။ပြီးရနဲ့မော်အိုးရဲ့ခတ်ထားတဲ့တော့ကိုဖွင့်ရမယ်။အဲ့ဒီထဲမှာရတနာတွေအများကြီးရှိလောက်မှာ။ပီဂျနူတရားဒီလိုပြောပြရနဲ့အင်ကိုအမြန်ပြန်လာခဲ့ပါတယ်။တီတာရေးတီတာ ငါအိမ်ပြန်လာပြီပြီးတော့ဒီမှာကြည့်ပါတော့ရဲ့အပိုင်းစာသုံးခုစလုံးကိုငါယူလာခဲ့ပြီရှင်တကယ်ပဲတော့ရဲ့အပိုင်းစာသုံးခုစလုံးကိုယူနိုင်ခဲ့ပြီလားဘုရားသခင်ကိုအကျဉ်းချင်းကျေးဇူးတင်ပါတယ်ရှင်ရှင်ပါအန်ဒီမဖြစ်ပဲဘေးကင်းကင်းနဲ့ပြန်ရောက်လာတာပဲတော်လာပါပြီရှင်ခုလိုခလုံးမတိစူးမညီပဲပြန်လာနိုင်ဖို့အတွက်ကျမကတနေ့လုံးတညလုံးဘုရားသခင်ကိုဆုတောင်းနေခဲ့ရာ အော်အဲ့ဒီလောက်လဲမစိုးရိမ်ပါနဲ့မိမရဲ့အခုငါဒီအိုးကိုခတ်ထားတဲ့တော့ကိုမြန်ဖွင့်ရမယ်ကန်ကောင်းရင်ဒီထဲမှာရတနာတွေရှိလောက်တယ်အဲ့ဒီနောက်ဘီရှနုကအိုးရဲ့တောပေါက်တဲကိုထည့်ပြီးရောဖွင့်လိုက်တယ်ဒီချိန်မှာပဲအိုးရဲကနေထူးဆန်းတဲ့အတန်တစ်ခုပဲ့တင်ထလာပြန်ပါရောနေဆူတောင်းသုံးခုကိုတောင်းရလိမ့်မယ်ဒါပေမဲ့နောက်ဆုံးဆူတောင်းမတိုင်ခင်ငါ့ကိုလွတ်မြောက်အောင်လှုပ်ပေးဖို့လိုတယ်မဟုတ်ရင်တော့နင်းပိုင်ဆိုင်တဲ့အရာမှန်သမျှပြက်စီးသွားလိမ့်မယ်ကောင်းပြီငါနင်းကိုလွတ်မြောက်အောင်လှုပ်ပေးမယ် ပထမဆုံးစုအနေနဲ့ငါတို့မိသားစုဘာစို့ဘာမှလူလီသေးမရှိအောင်လုပ်ပေးပါငါမိမနဲ့သမီးလေးပျော့ပျော့ရွှင်ရွှင်နေတိုင်းဖို့ဒီအိမ်ထဲမှာစားနပ်ရိက္ခာရင်းနဲ့အဝတ်ထည်တွေအရှံပဲရှိနေပါစေကောင်းပြီနင်လူချင်းနာတွေရစီရမယ်ရုတ်တရက်ဆိုသလိုဘီရှနူးတို့အိမ်ထဲကို စားနပ်ရိက္ခာတွေအဝတ်ထည်တွေတပြုံတစ်ထောင်ကြီးရလာတော့တယ်ဒါဘလို့လောက်ဖြစ်နိုင်ပါလဲမသိရင်တော့ဒါကမျက်လေပြနေတယ်လို့ပဲငါတို့မှာအစားအသောက်တွေရော အဝိတ္တေတွေပါအကုန်လုံးရှိနေပြီ။လောဘမကြီးမိစေနဲ့မဟုတ်ရင်အကုန်လုံးဆုံးရှုံးသွားလိမ့်မယ်။ငါလောဘမကြီးပါဘူး။ငါမိသားစုအတွက်လိုအပ်တာကိုပဲငါကလိုချင်တာပါ။အဲ့ဒီနောက်ရက်ပိုင်းလောက်ကြာတော့ဘီရှနုကမောဟစီကနေထပ်ပြီးတော့ဆူတောင်းလိုက်ပါတယ်။ဒုတိယစုကိုထပ်တောင်းပါမယ်။တီရာပျော်ရှင်ဖို့နဲ့ငါတို့တမိသားစုလုံးလုံခြုံမှုရှိစေဖို့ခိုင်မာတဲ့အိတ်ကြီးအိမ်ကောင်းတစ်လုံးပေးပါဘသူမှငါတို့ကိုဆင်းရဲသားဆိုပြီးတော့ မလောင်နိုင်အောင်ရွာသားတွေမြင်ပြီးရရှိန်သွားအောင်ပေါ့ကောင်းပြီနင်းရဲ့ဇန်နာကိုအခုပဲဖြည့်ဆည်းပေးလိုက်မယ်မျက်စိတမိတ်တွင်မှာပဲသူ့တဲ့ရင်လေးကနေခိုင်ခန့်တဲ့စံအိမ်ကြီးဖြစ်ပြောင်းလဲသွားပါတော့တယ်ရွာသားတွေမြင်မြင်ချင်းရှင်သက်ရှူမောဖြစ်သွားရလောက်တဲ့ထိကြီးမားတဲ့အိမ်ကြီးတစ်လုံးပေါ့ဟိုမှာကြည်စမ်းပါပီရှင်နူကမော်ဆွမ်းရတော့အထင်းနေမဟုတ်ရင်သူ့တဲရင်ကတညာရင်းနဲ့ဘလို့လုတ်ပြီးရောအိမ်ကြီးအိမ်ကောင်ဖြစ်သွားမှလည်း ဟုတ်သားပဲမင်းပြောတာလုံးဝမှန်နေသူ့မှာဒီလိုထူးဆန်းတဲ့စွမ်းအားမျိုးရလာတာသိကြတယ်မဟုတ်ရင်တောင်စားစရာမရှိတဲ့သူကဘလို့လုပ်ပြီးဒီလောက်ကြီးမားတဲ့အိမ်ကြီးကို နေချင်းညာချင်းရသွားမှလေမင်းပြောတာမှန်ပါဘူးငါလဲဒါကတာမန်မဟုတ်ဘူးလို့ပဲကြွေးနေရသူ့မှာလူဝတ်ချက်တစ်ခုခုတော့ရှိရမယ်ဒီလိုနဲ့တဖြည်းဖြည်းသူ့အကြောင်းတွေကတရားလုံးနဲ့ပြန့်သွားတော့တယ်ရွာသားတချို့ကလည်းသူ့တိုးတက်လာတာကိုမနာလို့ဖြစ်လာတယ် ဟုတ်တယ်။ရွာသားတွေကငါတိုးတက်လာတာကိုမနာလို့ဖြစ်နေကြပြီ။ဒါပေမဲ့ဘသူပါပဲပြောပြောငါကဂယုမဆိုင်။အခုတော့ငါမော့အိုးစီမှာတတိယစုကိုတောင်းရမယ်။သူဟာမော့အိုးစီကိုရောက်သွားတော့ဒီတာကရောက်လာပြီးရောတားလိုက်ပါတယ်။ခဏလေးရှင်တစ်ခါလောက်စဉ်းစားကြည့်ပါ။သူကျမတို့ကိုသတိပေးထားပြီးသားဆိုတာရှင်မမက်မိဘူးလား။ရှင်နောက်ဆုံးစုမတောင်းခင်သူ့ကိုလွတ်မြောက်အောင်လုပ်ပေးရအောင်မယ်။ ဒါပေမဲ့လည်းဒီရရဲ့ငါသာသူ့ကိုလွတ်မြောက်အောင်လုပ်ပေးလိုက်ရင်ဒီမအိုးကငါဆန္ဒတွေကိုဖြည့်ဆည်းပေးတော့မှာမဟုတ်ဘူးပြီးတော့အရင်ကဆင်းရဲဒုက္ခတွေအကုန်လုံးပြန်ရလာလိမ့်မယ်ဟုတ်ပါရှင်ပြောတာလည်းမမှားဘူးဆင်းရဲနေတာတည်းဆိုရင် ကျမတို့မိသားစုကိုလုံလုံချုံချုံကာဝယ်ပေးနိုင်တာကပိုကောင်းပါလေဒါကြောင့်ကျမရှင်ကိုပြောတာပေါ့ဒီမအိုးကိုလွတ်မြောက်ခွင့်ပေးလိုက်ပါမဟုတ်ရင်ကျိန်းစာကြောင့်ကျမတို့တွေမကာကွယ်နိုင်တဲ့အရာတစ်ခုခုဖြစ်သွားလိမ့်မယ် မင်းပြောရမှန်းနေသေးတာဒါဖြင့်ငါဘာလုပ်သင့်လဲရှင်နောက်ဆုံးစုကိုမတောင်းခင်ဒီမော့အိုးကိုသူ့ရဲ့ကျင်းစာကနေပြီးတော့လွတ်မြောက်အောင်လုပ်ပေးလိုက်မဟုတ်ရင်မကောင်းတာတစ်ခုခုဖြစ်လာနိုင်တယ်ရှင်ဘာကြောင့်ကျမစကားကိုနားမထောင်ဖြစ်နေရလဲမဟာဘာလို့သူ့ကိုလွတ်ပေးရမှာလဲနင်းယူနေရလားငါသာသူ့ကိုလွတ်ပေးလိုက်ရင်ဒီမော့အိုးကငါဆန္ဒတွေကိုဘယ်တော့မှဖြည့်ဆည်းတော့မှာမဟုတ်ဘူးဒါကြောင့်ဒီအိုးကိုဆက်ပြီးတော့ထိန်းချုပ်ထားမယ် ကဲမော်ဦးအခုငါရဲ့တတိယဆူတောင်းကငါအဘော်ကိုရွှေမိုးငွေမိုးတွေရွာချပေးပါနင်းရဲ့ဇဏလည်းပြည့်မြောက်သွားမှာပါအဲ့ဒီချိန်မှာပဲရွှေငွေတွေကမိုးရွာချတယ်လို့ရောက်လာတော့တယ်ဒါပေမဲ့ရွှေငွေတွေရောက်တာနဲ့အများမော်ဦးရဲ့ရောင်ကတဖြည်းဖြည်းအနက်ရောင်ပြောင်းလာပါလိမ့်ရောယောက်ျားရေဒါမကောင်းတင်နေဘာကြောင့်လဲမသိဘူးအိုးကတဖြည်းဖြည်းနဲ့အနက်ရောင်ပြောင်းနေပြီ နောက်ဆုံးစုကိုမတားခင်ငါးဝိညာဉ်ကိုလွတ်မြောက်အောင်မလုပ်ပေးတဲ့သူကတေကြပေါ့ဆုံးရှုံးမှုတွေကိုရင်ဆိုင်ရမှာပဲဒီဇာနာကနင်းရဲ့ဘဝကိုလွဲကူစေနိုင်ပေမယ်သူနဲ့အတူအန်ရဲ့ကိုပါတပါတဲ့ယူဆောင်လာလိမ့်မယ်ရက်ပိုင်းလောက်ကြတော့ဘီရှနုကပို့ပို့ပြီးရောက်ချမ်းသာလာတယ်ဟုတ်တော့မဟုတ်သေးဘူးဘီရှနုဘောအန်ရဲ့ကြီးကြီးမားမားတခုခု ကြောက်ရောက်တော့မှာတော့တေကြတယ် လောကကြီးမှာဘသူကများနေချင်းညချင်းတိုးတက်နိုင်လို့လေအဲ့လိုလူမျိုးရဲ့ပျက်စီးမှုကပိုပြီးတော့ကြီးတတ်တယ်ဟုတ်တယ်မင်းပြောတာလုံးဝမှန်နေအခုငါတို့တွေသူနဲ့တောင်ခက်ဝဲဝဲနေတဲ့နေဘာကြောင့်လဲဆိုတော့သူ့ဘဲအချင်းများဘာရီချဖြစ်မလဲဆိုတာဘသူမှတအံ့မပြောနိုင်ဘူးလေဘသူမှလည်းကြိုမသိနိုင် ဟုတ်တယ်ဟိသူ့မိသားစုနဲ့လူတိုင်းဝဲဝဲမှနေကြ ဲ့လိုနဲ့ရွာသားတွေအကုန်လုံးလေဘီရှင်နူးတို့မိသားစုနဲ့ဝေးဝေးမှာပဲနေကြပါတယ်။ယောက်ျားကျမတော့ဘာတွေဖြစ်နေလဲမသိတော့တရားလုံးကကျမနဲ့စကားမပြောကြတော့ကျမရေးသွားခတ်တာနဲ့သူတို့တွေအကုန်လုံးကဝေးဝေးကနေရှောင်သွားကြတယ်။ဟောမိမရဲ့စိတ်ကိုငြိမ်ငြိမ်ထားစမ်းပါ။နင်းတင်တယ်လို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။နင်ကဒီတိုင်းလကားတက်တက်စိတ်အပူလွန်းနေရပါ။ငါကငါရဲ့မဖြစ်မနေလုပ်ရမယ့်အခြေအနေနဲ့လောဘကြောင့်ဒီရာတွေအလုံးကိုရားခဲ့တာ ဒါပေမဲ့ငါမှန်မှန်ကန်ကန်လုပ်ခဲ့ရပြီမလားငါကအဲ့ဒီမဟုတ်ကိုလွတ်မြောက်အောင်မလုပ်ပေးခဲ့ရုံနဲ့အရာအလုံးဆုံးရှုံးတော့မှာလေအဲ့ဒီနောက်တကောင်ကြော်တဲ့အချိန်မှာအတန်တခုကအခန်းထဲကိုပဲ့တင်ထလာတယ်။နင်ကသဘောတူညီချက်ကိုချိုးပေါက်ခဲ့တယ်။အခုဂျိန်စာကနင်ရဲ့အိမ်ပေါ်တက်တဲကြလိမ့်မယ်။နင်ပိုက်ဆိုင်သမျှအရာအလုံးဆုံးရှုံးဖို့ပြင်ထားပါ။နင်ကငါစကားကိုလုံးဝအဖက်မလုပ်ခဲ့။အခုဒီပစ်ကိုနင်ကောင်းကောင်းခံစားရလိမ့်မယ်။ အဲ့ဒီနောက်မနက်မိုးလင်းတော့တိရကနိုးလာတယ်။အမလေးလေးငါချက်တော့ငါချက်တော့ကဘာလို့ထားလို့မရလဲ။ငါဘာဖြစ်သွားလဲ။ငါဘာမှအောင်နားမလဲတော့။တိရတရားသူ့ရဲ့လက်ကိုလွတ်လိုက်တာနဲ့လက်တွေကလည်းကြောက်တုံးလိုဖြစ်သွားပါလေရော။ဒါပါဖြစ်နေရလဲ။ဘာလို့ငါကတကူလုံးကြောက်ရွံ့လိုဖြစ်သွားရလဲ။အမေ အမေဘာဖြစ်နေရလဲ။တတိထားပါအောင်မေ။အမေဘာဖြစ်နေရလဲ။အဲ့ဒီနောက်ဂေါ်ရီလည်း အလန်တကြားပြေးပြီးတော့အဖေဖြစ်သူဗိရှင်ုနာကိုရောက်လာတယ်။အဖေရဲ့အမေကိုကြည့်ပါအမေကြောက်ရွံ့ဖြစ်သွားပြီအမေကိုကြည့်လိုက်ပါ။တမိလေဘာပြောနေရလဲဒါကနောက်ဆရာချိန်မဟုတ်ဘူးနော်။တမိနောက်နေရမဟုတ်ဘူးအမေတကယ်ကြောက်ရွံ့ဖြစ်သွားတာအဖေမြင်မြန်သွားကြည့်ပါအဲ့လိုပြောနေတုန်းမှပဲဂေါ်ရီလည်းကြောက်ရွံ့ဖြစ်သွားတယ်ပြီးတော့ဆိုင်အင်ကြီးတစ်ခုလုံးလည်းမျက်စိတမိအတွင်တဲအင်ကြီးပြန်ဖြစ်သွားလျော့ မဖြစ်ရဘူးဒီလိုမဖြစ်ရဘူးခေါ်ရီးတမိလေးတမိဘာဖြစ်သွားလဲဖေဖေကငါဘာဆက်လို့ရမလဲဓာရီအလုံးဘာတွေဖြစ်နေရလဲအဲ့လိုပြောပြီးဘီရှင်နူလည်းအိမ်ထဲကိုပြေးဝင်သွားပါတယ်တီရာရေးတီရာအဲ့လိုဖြစ်လို့မရဘူးနော်ငါမိမရောငါတမိရောဘာတွေဖြစ်ကုန်တာလဲဖေဖေတခင်အပြစ်ပေးမဲ့ဘေးကျွန်တော်ကိုပဲပေးပါမိမနဲ့တမိကဘာအမှမမလုပ်ပါဘူးဗျာအဲ့နောက်ဘီရှင်နူလည်းပင်လယ်ကန်းစနာကအဖိုးအနာကိုရောက်လာတယ် ဆရာကြီးကျွန်တော်ကိုကျေးဇူးပြုပြီးတော့ပြောပေးပါ ကျွန်တော်မိန်းမနဲ့သမီးအသက်အနည်းကြုံနေရလို့ပါကျွန်တော်သူတို့ကိုကဲခြင်းနေဒီအိုးကြောင့်ဖြစ်ရတာဗျာဒါကတာမန်ဦးမဟုတ်ဒါဆိုမင်းဘာလို့ကောက်လာခဲ့သေးလဲဒီမဲ့တီချာနာတော့ဒါကမော့ဆရာတယောက်ပဲအကြောင်းအရာစုံကိုစုံစုံလင်လင်ပြောပြနိုင်တာသူတယောက်ပဲရှိမယ်ဒါပေမဲ့ငါလည်းဒီလောက်တော့ပြောပြနိုင်တော့တဲ့ဒီ ਉਹ ထဲမှာမိဖုရားတစ်ပါးရဲ့ဝိညာဉ်ကိုမော်စီယာတယောက်ကသူ့ရဲ့မန္တန်တန်နဲ့ဖမ်းချုပ်ထားတာကွာ ဒါပြင်ကျွန်တော်ဘာလုပ်ရမလဲစိတ်ရင်ကောင်းတဲ့သူတယောက်တည်းကပဲသူ့ကိုလွတ်မြောက်အောင်လှုပ်ပေးနိုင်တယ်မင်းရဲ့တတိနဲ့စိတ်ရင်ကောင်းတာကိုတတ်သိပြနိုင်မေးဆိုရင်ငါမင်းကိုရှေ့ဆက်သွားရမယ့်လမ်းကိုပြောပြမယ်ကောင်းပါပြီကျွန်တော်ဆရာကြီးပြောသမျှအကုန်လုံးလုပ်ပါမယ်ဗျာငါတို့တွေရှေးဘုရားကျောင်းတစ်ခုကိုသွားပြီးမိဘကိုလွတ်မြောက်အောင်လှုပ်ပေးရလိမ့်မယ်ဒါမှမင်းရဲ့မိမနဲ့တမီးလေးရဲ့အသက်ရှင်နိုင်လိမ့်မယ်ဒါပေမဲ့တခုတော့တတိထားပါအဲ့ဒီလမ်းကြီးကအန်နီတွေကတော့အပြည့်ပဲ ဟုတ်ကဲ့ပါကျွန်တော်မှတ်ထားပါမယ်ကျွန်တော်ဘာကူမှလည်းမကြောက်တော့ပါဘူးဗျာအဲ့ဒီနောက်ဘီရှင်တို့လည်းထိုနေရာက ထွက်ပြီးရောခဏအကြာရှေးဘုရားကျောင်းကိုရောက်သွားတယ်ဒါပါလေဘုရားကျောင်းတကားကလုံးဝပိတ်ထားပဲငါဒီတကားကိုတနည်းနည်းနဲ့တော့ဖျက်မှဖြစ်မယ်ဒါမှပဲငါအထဲကိုဝင်လို့ရမှာဒီလိုနဲ့ဘီရှင်တို့လည်းဘုရားကျောင်းတကားကိုရောက်အောင်ဖျက်ပြီးရောဝင်လိုက်တယ်ဒီချိန်မှာတော့မော်စရာရဲ့ဂျိန်စုံကအရှင်ကောင်းကောင်းနဲ့လဲပတ်နေတော့မှာပဲ ကျွန်တော် ခမ ्या ကိုလွတ်မြောက်အောင်လုပ်ပေးဖို့လာပါပြီမိဖုရား။သူကမော့အိုးကိုဘုရားကျောင်းလင်မှာဓာပြီးတဲတဲလောင်လောင်အော်ခိုလိုက်ကြည့်။မိဖုရားထွက်လာပါတော့ဒီအိုးထဲကနေထွက်လာပါတော့အခုခမ ्या လွတ်မြောက်ရမယ့်အချိန်ကိုရောက်ပြီ။အဲ့ဒီအချိန်မှာပဲအိုးထဲကနေလင်းနဲ့တစ်ခုပြားထွက်ပြီးမိဖုရားရဲ့ပုံရိပ်ကပေါ်လာပါတယ်။ပြောပါဘီရှင်တို့နင်ခုဘာလို့ရှိပြန်ပြီလဲ။မိဖုရားကျွန်တော်မျိုးကိုခွင့်လွှတ်ပါကျွန်တော်မှားသွားပါရဲ့ဗျာ။ ခမရဲ့စကားကိုနားမထောင်ဘဲတတိယစုတောင်းကို တောင်းလိုက်မိရင်ခမလွတ်မြောက်ဖို့အတွက်ကျွန်တော်ဘာလုပ်ရမလဲဆိုတာပြောပြပါငါ့ကိုဒီ ਉਹ ထဲမှာဖမ်းချုပ်ခဲ့တဲ့မော်စရာကဒီလောကမှာမရှိတော့ဒါပေမဲ့သူ့ရဲ့မော်စွမ်းကအပြေအဝရှိနေုံပဲနေမြင်နေရတဲ့ဇဝင်ကအခုထိလဲပတ်နေုံပဲနေအဲ့ဒါကိုတေချာပေါ့ချိုးပြရလိမ့်မယ်မိဖုရားကြီးကျွန်တော်ဒီဇဝင်ကိုဘယ်လိုချိုးပြရမလဲဆိုတာပြောပြပါနေစိတ်ခေါမှုတစ်ခုကိုကြော်ပြရလိမ့်မယ် အဲ့ဒီစိန်ခေါ်မှုကအရန်အန်နေများတယ်အခက်မသိရင်နေအသက်ကိုပါဆုံးရှုံးသွားနိုင်တယ်ရပါတယ်ကျွန်တော်ဘာလို့ရမလဲပြောပါမိမနဲ့သမီးအတွက်ကျွန်တော်ဘာမဆိုလို့ဖို့အစဉ်သင့်ပါပဲဒီကနေခဝဲဝဲကိုသွားပါနေညောင်မင်းကြီးတပင်တွေ့လိမ့်မယ်အဲ့ဒီရောက်ရင်အပင်ရောက်ကမြေကြီးကိုတွေ့လိုက်အဲ့ဒီမှာမော့ဆရာရဲ့အယူအဆအနာတွေရှိရဲ့ဒါတွေယူပြီးရောလဲနေတဲ့ဇဝင်းကိုသာထည့်လိုက်ပါ မော့ဆရာရဲ့အကျဉ်းကျန်စွမ်းအင်တွေဇဝင်းကိုတိုင်းမိပြီးပြက်စီးသွားလိမ့်မယ် ်ပြီးတော့ငါလည်းလွတ်မြောက်သွားလိမ့်မယ်သူ့ရဲ့အယူအဆဆိုတာဘာပြောရလဲကျွန်တော်နားမလည်ဒီလိုလေသူ့ခန္ဓာကိုယ်ကဒီလောကမှာမရှိတော့အဲ့ဒီညောင်မင်းအောက်မှာသူ့ရဲ့အယူတွေကိုမြုပ်ထားတာနေငါအဲ့ဒါတွေကိုစဝင်းထဲကိုထည့်ရမယ်ဒါမှပဲချိန်စားလဲပျက်စီးသွားလိမ့်မယ်ကောင်းပါပြီမိဖုရားကျွန်တော်တေချာလုပ်ပါမယ်ဘီရှင်နူအဲ့လိုပြောပြရနဲ့တစ်တော့အောင်စီထွက်လာတယ်သူရှိဆက်သွားနေတော့သူရှိမှရေးတခုဘွားကနေပေါ်လာပါလေ။နင်ပါလို့ဒီကိုရောက်နေရလဲ ကျွန်တော်မော်စရာရဲ့အယူအဆနာတွေကိုလိုချင်လို့ပါငါရှိနေသေးတော့ငါစရာရဲ့ပါပစ္စည်းကိုမှပေးထိမှာမဟုတ်နင်ခုချက်ချင်းဒီကနေထွက်သွားစမ်းမရဘူးငါတော့ဘလို့ပဲဖြစ်ဖြစ်ဒါရီယိုမရရအောင်ယူသွားမှာဘီရှင်နုကရိတ်ကိုဂယူမဆိုင်ပဲရှေ့ဆက်သွားပါတယ်ဒီချိန်မှာပဲအရေးကသူ့ကိုတိုက်ခိုက်ပါလေရောဒါပေမဲ့သူ့ရဲ့လေပင်မှာဆွဲထားတဲ့အဆောင်က ရုတ်တရက်ထွက်လာပါတယ်နင့်လေပင်မှာဆွဲထားတာပါလေ ဒါကိုငါရှိရနေမြ мян ဖဲ့ပေးစမ်းအေးဒါကတကိုးရှင်ဟာနုမာရဲ့အဆောင်မေနင်ငါ့ကိုဘလို့မှထိကအောင်လုပ်လို့မရတော့ဒီကနေသွားလိုက်တော့ခူးချက်ချင်းထွက်သွားစမ်းအဲ့ဒီနောက်အရေးလေထိုနေရာကနေချက်ချင်းပြောက်သွားပြီးရောဘီရှင်နုလည်းညောင်မင်းသားကိုရောက်သွားခဲ့ပါတယ်။ဟုတ်ပြီအခုမြေကြီးကိုအမြန်တွေ့ရမယ်။သူ့ရဲ့အယိုးအဆနာတွေကဒီနားမှာပဲရှိရမယ်။သူ့မြေကြီးကိုစတွေ့လိုက်တာနဲ့လေပြင်းတွေတိုက်ခတ်လာပါတယ်။ ပြီးရှင်သူလည်းမော်စရာရဲ့အယိုးအဆနာတွေပါတဲ့ထုတ်ကူကောက်ယူပြီးဖះเจ้าကိုအမြန်ဆုံးပြေးတော့တာပေါ့မိဖုရားကြီးအပြင်ထွက်လာပါကျွန်တော်မော်စရာရဲ့အယိုးစာတွေယူလာပါပြီမျက်စိတမိတ်တွင်မိဖုရားကြီးရဲ့ပုံရိပ်ကပေါ်လာပါတယ်နင်းတကယ်ပဲလုံနိုင်ခဲ့ပြီပြီးရှင်သူအခုအဲ့ဒီအယိုးစာတွေကိုစဝင်းထဲကိုထည့်လိုက်တော့ဒါမှပဲကျင်းစာပြတ်တော့မှာဒီနာဘီရှင်တို့လည်းအယိုးစားတွေကိုလဲနေတဲ့ဇဝင်နဲ့ထဲတော့အပေါ့ တချိန်ထဲမှာပဲကျင်းစာဇဝင်းကပြည့်စည်သွားပြီးအလင်းနှံတစ်ခုဖျားထွက်လာကမိဖုရားကြီးလေးသူ့ရှိမှပေါ်လာပါတယ်။နင်းလေနင်းရဲ့လောဘကနေသင်ငန်းစာရသွားပြီးနင်းမိသားစုအတွက်လည်းနင်းနာခံခဲ့ပြီးပြီ။အခုနင်းတကယ်ပြောင်းလဲသွားပြီပဲ။ပြီးတော့နင်းကြောင့်ငါလည်းလွတ်မြောက်သွားခဲ့ပြီ။ငါရဲ့ဝိညာဉ်ကနှစ်ပေါင်းများစွာဒီအိုးထဲမှာချုပ်နှောင်ခံထားရတာ။ကျွန်တော်မျိုးလုခဲ့တာတွေအလုံးကမိဖုရားကြီးအတွက်ပါပဲ။ဒီလိုစိတ်ရင်းကောင်းမျိုးကအရာအလုံးကိုပြောင်းလဲနိုင်တယ်။ တစ္ဆာတရားဆွလွန်နေနာခံခြင်းမေတ္တာဒါတွေကဒါတကယ်စွမ်းအားအစစ်တွေပဲအဲ့ဒီချိန်မှာပဲခဏကြာတော့တီရာနဲ့ဂေါ်ရီတို့သားမိလေထိုနေရာကိုရောက်လာတဲ့ယောက်ျားရှင်လုံနိုင်ခဲ့ပြီရှင်ကြောင့်ကျမနဲ့သမီးလေးကြောက်ရွံ့ကနေအကောင်ပြန်ဖြစ်သွားပြီဟုတ်တယ်တီရာနင်းရဲ့ယောက်ျားကနင်းတို့အတွက်တကယ်ကိုစွန့်စားနိုင်ခဲ့တယ်ပြီးတော့ငါ့ကိုလည်းဒီအိုးထဲကနေလွတ်မြောက်အောင်လုပ်ပေးတယ်အခုနင်းတို့ညလုံးငါနဲ့တူလိုက်ခဲ့ကြအခုလာမိဗျာကြီး မဟုတ်မှလည်းရောကျွန်တော်တို့ကဘာပြည့်မှထပ်မပြီးပါနဲ့ရောဗျာဘာပြည့်မှမပြီးနန်းတော်ကသာလိုက်ခဲ့ကြဒီလိုနဲ့မိဖုရားကြီးကအားလုံးကိုခေါ်ပြီးရောနန်းတော်ကိုရောက်လာတယ်အလို့မိဖုရားမင်းအကောင်းပကတိပြန်ဖြစ်သွားပြီပဲဒါဘလို့လို့ဖြစ်နိုင်မလဲမင်းမင်းငါရှိမှရက်နေရအောင်ငါကိုတော့ဖြင့်ယုံတော့မယုံနိုင်တော့အရှင်မင်းကြီးဒါကဘီရှင်နုပါပြီးတော့ဒါကသူဇနီး သူကပဲကျမကိုအဲ့ဒီထဲကနေလွတ်မြောက်အောင်လှုပ်ပေးခဲ့တာပါ။မောင်မင်းကငါမိဖုရားကိုဘဝအတည်ပေးခဲ့ရပြီ။မောင်မင်းကငါတို့အတွက်တော့တကယ့်ကိုဆုလက်တစ်ခုပါ။ပြောပါ မောင်မင်းဘာလို့ရှိလဲ။ကျွန်တော်မျိုးထွေထွေထူးထူးတော့မလို့ချင်ပါဘူး။ကျွန်တော်မိသားစုလေးနဲ့အသက်ထက်ဆုံးပျော်ပျော်ရွှင်ရွှင်ပဲနေထိုင်ချင်ပါတယ်။ကျွန်တော်လုခဲ့မိတဲ့အရာတွေတက်အပြစ်ကိုလည်းခံစားရပြီးပါပြီ။မဟုတ်သေးဘူးလေ။ မင်းကငါမိဖုရားကိုပြန်ခေါ်လာပေးခဲ့တဲ့ငါကတော့မင်းကိုဒီတိုင်းလက်ပလာနဲ့သွားခွင့်မပေးနိုင်ဒီနည်းကဇာပီမောင်မင်းကိုစံအိမ်ကောင်းကောင်းတလုံးငါကတော့ကချီးမြှင့်မယ်မင်းတို့လိုအပ်တာမှန်သမျှကိုဂရုစိုက်ပေးမယ်မင်းအနေနဲ့ငါတို့ရဲ့နန်းတော်မှာစစ်သူကြီးဖြစ်အမှုထမ်းရလိမ့်မယ်ကျေးဇူးကြီးလာပါတယ်ရှင်မင်းကြီးကျွန်တော်မျိုးအမြဲတမ်းရိုးရိုးသားသားကြိုးကြိုးစားစားနဲ့အမှုတော်ကိုထမ်းရပါမယ်စိတ်တော်တာကောင်းတဲ့ထက်ပိုကြီးမြတ်တဲ့အရာ ဘာမှမရှိဘူးဆိုတာကျွန်တော်မျိုးနားလည်သွားပါပြီ။အဲ့ဒီနောက်လူတိုင်းလည်းပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်သွားကြတယ်။နောက်ဆုံးမှာတော့ရွာသားတွေလည်းတစ္ဆာတရားနဲ့ဆွတ်လွတ်နင်နာခံခြင်းကတကယ်စွမ်းအားအဆင်မှန်ဆိုတာတင်ကန်းစာယူသွားနိုင်ကြပါတော့တယ်။ဟုတ်ကဲ့ပါ။ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲနော်။ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ နောက်ထပ်ပုံမြင့်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်